အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခေါက်ဗီဒီယိုလေးကဂျပန်မှာကားတက်တန်းတိုးပုံဆင်ဆင်ကိုပြပြသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်။ဒါဗီဒီယိုကအဲဒုတိယတစ်ခေါက်ဗီဒီယိုပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့9နှစ်ကလည်းတင်ပူးပါတယ်ဒီလိုကားတက်တန်းတိုးပုံဆင်ဆင်ပေါ့ဂျပန်မှာပေါ့နော် ပထမဆုံးအနေနဲ့ဒီ process ကိုလုပ်တဲ့ cassette တက်တန်းသူပုံစစ်စင်ကိုကို user ရှာခန်းလို့ခေါ်ပါတယ် internet မှာရှာကြည့်လို့ရပါတယ် user ရှာခန်းဆိုပြီးတော့အခုကားရဲ့အပိုင်းဒီ license ကိုထုတ်ပြီးတဲ့ယုံကို internet မှာရှာကြည့်ပြီးတော့ချူတင်ဘုတ်ကွင်းအဲရောရောကုလုပ်ဖို့လိုအပ်ပါတယ်ပြင်ဆင်တော့ဖို့လိုတဲ့ site တွေကတော့ Shakan Show ရဲ့နောက်ကြည်ပိုင်စက်ကီဟိုကန်ရဲ့အခွန်ဆောင်တဲ့ Shalio Nose Show ဆိုတဲ့ site ရဲ့အတုံးကိုယူသွားဖို့လိုအပ်ပါတယ်။ အရင်ဆုံးရုံရုံတော်နဲ့ကိုယ့်ရဲ့ရှာခန်းရှော့ကိုစကန်ဖတ်လိုက်မယ်ဆိုရင်တို့လိုအပ်တဲ့စာရွက်စာတမ်းတွေထွက်လာပါမယ်စာရွက်စာတမ်းတွေမှာအဲအထက်လက်တွေအကုန်လုံးတိကျဖြည့်ပြီးတော့အဲလိုအပ်တဲ့အခွန်ဆောင်မယ်ပြီးရင်အဲတို့ညွှန်ပြတဲ့အခုကာ line ကိုနော်နံပါတ်၄ဆိုလို့နံပါတ်၄နံပါတ်၅ဆိုနေအဲ line ကိုတန်းတော်ပြီးတော့အဲရှာခန်းစစ်ဖို့အတွက်စောက်ပါမယ် ိုသွားတန်းစီရမယ့်နေရာကိုအဲတခြားယူချပြီးတော့တန်းစီပြီးတော့အဲဝန်ထမ်းလာတဲ့ဒီဆောက်ပါမယ်ဝန်ထမ်းလာတဲ့အခါဟိုကဘုန်းနဲ့ဘုံဖွင့်ပါအဲအချက်ပြမီးတွေကိုသူတို့တခြားဆက်ပေးပါမယ်ဆက်စီပြီးတဲ့အခါဝန်ထမ်းကအဲကိုယ့်ရဲ့ဖိုင်ဆော်ရဲမှာလက်မှတ်ထိုးပြီးတော့နောက်ထပ် process တွေကိုထပ်ဆောက်ပါမယ် ဒီနေရာမှာတစ်ချက်သတိထားရမှာကဝန်နန်းလာတဲ့ခါကိုကပထမဦးဆုံးလာလုတ်တဲ့ကိုပေါ့ကိုလာလုတ်တဲ့ခါကျရင်ဝန်နန်းကိုဟောပေါ့ကျွန်တော်ပထမဆုံးလာလုတ်ပါရတယ်ဆိုတဲ့အကြောင်းကိုအမှန်တိုင်းရှင်းပြပြီးတော့သူတို့ရဲ့အဲညွှန်ပြတဲ့သူတို့ရဲ့ပြတဲ့အတိုင်းပေါ့နော်လိုက်လုတ်ပေးလိုက်ရုံပါပဲ ဒီ process ကိုတိုးချုံပြောရရင်တော့အရင်ဥဆုံးကားအိဇောတကထွက်တဲ့အိဇောမီကိုဆင်မယ်သူတို့တတ်မှတ်ထားတဲ့ဥစ္စာတခုကိုဆစ်ပြီးတော့နောက်ဒုတိယတစ်ချက်ကကျတော့ကာမီဂျီကိုဆင်မယ်အဲမီဂျီအပေါ်မီအောင်မီအဲပြီးရင်အခုအချက်ပြမီအဲဆစ်ပြီးတော့အဲအမီဒီအောင်သွားပြီဆိုရင်အဲပထမဆုံးအခုမြင်ရတဲ့ဆင်မှာတင်မယ်ဆင်ပေါ်ရောက်တဲ့အခါကျရင်ဘာလုပ်လဲဆိုတော့အခုဟို brake ကိုနင်းပါတော့ brake ကိုလွတ်လိုက်ပါတော့ hand brake ကိုဆွဲထားပါ hand brake ကိုလွတ်လိုက်ပါတော့ပြီးရင်အဲကီလိုမီတာ40အထိကို ဟိုဟာပေါ့မီတာကိုမှန်လားမှန်လားကိုတခြားစစ်တဲ့အနေနဲ့ကီလိုမီတာ40အထိကိုနေငိုင်ပြီးတော့40ပြည့်တဲ့ခါကျရင်ကိုကဘေးနောက်မှာသူ့ပြေးလိုက်တဲ့ဘော်တုံလေးပေါ့နော်ဟာပေါ့ကလုတ်လေးရှိကလုတ်လေးတစ်ချက်လို့နှိမ့်လိုက်ပါမယ်နောက်ဆုံးစင်စင်နေနဲ့ကတော့အခုအကောက်ရဲ့အောက်ပိုင်းကိုစစ်မှာပေါ့နော်အဲ့ခါကျရင်သူတို့ကညွန်ပြအဲ့ line တက်တဲ့အရှိဝင်သွားပြီးတော့အဲ့စင်ဘောတင်မယ်စင်ဘောတင်ပြီးတဲ့ခါကိုက brake တွေနဲ့ hand brake တွေဆွဲပြီးတော့သူတို့ ဟိုပါဘောအောက်ကဝန်ထမ်းစစ်တာကိုကိုကစောင့်နေပေးရုံပါပဲကျွန်တော်ဘာမှလုပ်ဆရာမလုပ်ပါဘူးဝန်ထမ်းအောက်ကစစ်နေတဲ့ဟာကိုအဲကိုဘယ်ဘက်မှာရှိတယ်မော်နီတာတော့မဟုတ်ညာဘက်မှာရှိတယ်မော်နီတာကနေပြီးတော့တစ်စိမြင်နိုင်ပါတယ် အားလုံးပြီးသွားလို့အကုန်လုံးအောင်သွားပြီး OK တယ်ဆိုရင်အခုရင်မှုစစ်စီရဲ့ဂိတ်လေးတွေကိုတွားပြီးတော့အဲအဲ့စီကဝန်ထမ်းကနေပြီးတော့ sign ထိုးပေးမယ်ပေါ့နော်အဲ့ဒီသူထိုးပေးလက်မှတ်ကိုယူပြီးတော့ခုနအဆောင်အဲကိုပြန်သွားရုံပါပဲအဲ့ဒီအဆောင်မှာအဲကိုရဲ့စာရက်တီဖောင်ဒီအကုန်လုံးကိုပြန်တင်မယ်တင်ပေးလိုက်ပြီးတော့သူတို့ရှိရပေးတဲ့ရှာခံအသစ်ကိုပြန်ယူပြီးထုတ်ပြီးဒီ process လေးအကုန်လုံးပြီးသွားပါပြီ ကျမ်းပြပြောရရင်တော့အခုကျွန်တော်ကြံခဲ့တဲ့9နှစ်ကနောက်ဆုံးတက်တန်ကိုပေါ့ကိုတိုးခဲ့တာပေါ့နော်အခုဒီအခုတက်တန်တိုးတာ ਨੇ ဘာများပြောင်းလဲဆိုကြီးမမတော့ဘာမှပြောင်းလဲပါဘူးစားရစားရနေကအရင်လိုပဲ process တရားလည်းအကုန်လုံးပဲဒါပေမဲ့အခုကြိုတင် booking လုပ်ထားဖို့လိုတော့လိုအပ်ပါတယ်အဲ့ဒီ booking လုပ်ထားတဲ့အတွက်ပို့ပြီးတော့အဆင်ပြေပြီးတော့လုပ်ရလဲလွယ်တယ်ပြီးတော့ကိုတကယ်လို့မသိဘူးဆိုရင်လည်းဝန်ထမ်းကိုကျွန်တော်ပထမဆုံးလာလုပ်တဲ့အတွက်တင်ပြပြပါလို့ပြောတဲ့ခါကျရင်သူတို့ဘာလို့ရမလဲဘယ်နေရာကိုသွားဘယ်ဆောင်သွားပြီးတော့ဘယ်လိုလုပ်ရမလဲဆိုတော့သူတို့အကုန်လုံးတင်ပြ ပေးပါလိမ့်မယ်။နောက်ဆုံးအနေနဲ့ကျွန်တော်တို့ကြံပေးချင်တာကကုကာကိုဒီ inspection ဌာနရုံး license တက်တဲ့ရှာခံတော်မတူခင်မှာကိုပေါကိုကျူတင်စစ်ဆေးတာတွေတော့မဟုတ်စိုင်းနေမှာတော်ပြီးတော့ကျူတင်စစ်ဆေးထားဖို့လိုအပ်ပါတယ်။ brake shoe ကြံသေးလားအဲတော့မဟုတ်အဲ engine wire စီရှူမျိုးရှိမရှိ engine wire စီလဲတာပဲ လဲတာတော့မဟုတ်နောက်ကိုဘောပါဝါစတီယာရင်ဝိုင်းနေယော့နေလာပြင်ချပြန်စစ်စေးတေချာပြန်ဖြည့်တင်နေဖြည့်ပြီးတော့မှတော်ပြီးတော့တေချာအဲအင်စပက်ရှင်ထားလာယုံသွားတာပို့ပြီးတော့အဲအဆင်ပြေမယ်လို့ထင်ပါတယ်အခုဒီလောက်တဲ့ process ကိုပါကိုရှာခံတက်တန်တူတာကို user ရှာခံလို့ခေါ်ပြီးတော့ cycle လေးဒီလုံပုံလုံးကြီးအစဉ်စဉ်စားစားနဲ့ဆင်းနေတဲ့အကောင်လုံးတော့တူတူပါပဲအားလုံးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်